ဒီကိမြင်အောင်မှာနှစ်တန်းချီအိပ်ပျော်နေတဲ့သတ္တဝါကြီးကိုလူတွေတောင်းထုတ်လိုက်မိတဲ့အခါဒီကိမြင်အောင်မှာနှစ်တန်းချီအိပ်ပျော်နေတဲ့သတ္တဝါကြီးကိုလူတွေကမတော်တဆတောင်းထုတ်လိုက်မိတဲ့အခါဘလို့ကဘာကျမတက်ဘေးစိုးတွေကြောင်လာရမလဲဆိုတာဒီဇလန်းထဲမှာကြည့်လိုက်ကြရအောင်ဇလန်းကတော့လူသူရောက်ပေါက်နေတဲ့အာတိတ်ရေခဲပညာရှင်တို့ကစတင်ထားပါဗျ။ဒီနေရာမှာဂျူလီယန်နဲ့အော့စကာဆိုတဲ့ဘူမိဗေဒပညာရှင်နှစ်ယောက်ဟာရေအောက်တယန်ဇာတ်ဆက်ဖွေမှုအတွက် ဖောက်ခွဲပစ္စည်းတွေတုံးပြီးစားသောက်မှုတွေလုံနေကြပါတယ်။သူတို့ရဲ့ဖောက်ခွဲမှုတွေကရရောက်ကဘာရဲ့တိုက်စိတ်မှုကိုဖြိုခွဲလိုက်သလိုပါပဲ။ဒီလိုနဲ့ပုံလွှဲလာတော့မယ်ဆိုတဲ့သတိပေးချက်ရလို့သူတို့ပြန်ဖို့ပြင်နေချိန်မှာပဲအနီးနားမှာကင်းလန်းနေတဲ့ရုရှားရင်ကိုတင်မော်တဆင်းဟာရရောက်ထဲကနေထူးဆန်းတဲ့အတန်လိုက်တချို့ကိုဖမ်းမိလိုက်ပါတယ်။တဟာစိုက်ပစ္စည်းတွေစီကလာတဲ့အတံမဟုတ်ပဲတက်ရှိတော်တော်တစ်ခုစီကလာမှန်းသူတို့ရိမ့်မိတဲ့ချိန်မှာတော့အရာအလုံးနောက်ကျသွားခဲ့ပါပြီ။ ရင်ငုတ်သင်းမောဟာရေအောက်ကအေယာမအေယာတခုနဲ့ပြင်းထန်စွာဝင်တိုက်မိပြီးဆက်တွေရက်သွားသလိုရေခဲပြင်ပေါ်ကဂျူလီယာရိုစခန်းမှာလည်းငလှိလှုပ်သလိုမျိုးရေခဲတွေစတင်အကွဲလာပါတော့တယ်။ဂျူလီယာရိုနှစ်ယောက်စနိုးမော်တော်ဆိုင်ကယ်နဲ့အသက်လူထပ်ပြေးပေမဲ့ရေခဲပြင်ကြီးကလိုက်ပြီးအကွဲအနေရာကြောင့်နောက်ဆုံးမှာသူတို့ရဲ့စက်ကရီယာတွေအကုန်ဆုံးရှုံးပြီးတတိလေးလွတ်မြောက်ခဲ့ကြပါတယ်။တဖက်မှာလည်းရင်ခုတ်တင်မောကလူတွေဟာရေအောင်မှောင်တဲ့ကိုမိမောင်းထိုးကြည့်လိုက်တဲ့အခါသူတို့မြင်လိုက်ရတာကကြီးမားလွန်းလာတဲ့ရေပွဲလက်တံကြီးတွေပါ။ ကြောက်လန့်တကြားအရေးပေါ်အချက်ပြဆက်လွတ်ပြီးတာနဲ့တင်မောကြီးတစ်ခုလုံးဟာပင်လယ်နက်ထဲကိုနှိမ့်မြုပ်ပြောက်ွယ်သွားခဲ့ရပါတယ်။ဒီသတင်းကိုရုရှားစစ်ဌာနချုပ်ကတိတိကျဲမှာပဲပျောက်သွားတဲ့တင်မောကအရေးကြီးလက်နက်တွေကိုပြန်ယူဖို့ကယ်ဆယ်ရေးအဖွဲ့လွှတ်လိုက်ပါတယ်။ဒီမရှင်ကိုဥဆောင်မဲ့သူကတော့ပျောက်ဆုံးသွားတဲ့ကပတိန်အလက်ဇန်ဒါရဲ့ညီရင်းဖြစ်သူ Victor ပါ။တောဟာသူ့ဘေးရဲ့တငယ်ချင်းဖြစ်သူဘိုးချုပ် Orhan Kai နဲ့အတူရင်ကုန်တင်မောအသစ်တစ်စီးနဲ့အတိတ်ကိုအမြင်ဆုံးထွက်ခွာလာခဲ့ကြပါတယ်။ ပိုရောက်တော့ဂျူလီယာတို့လွတ်လိုက်တဲ့အချက်ပြမီးတွေကိုတွေ့ပြီးရေခဲပြင်ပေါ်မှာတောင်တင်နေတဲ့သူတို့နှစ်ယောက်ကိုကယ်တင်လိုက်နိုင်ပါတယ်။ဒါပေမဲ့တကယ်အိမ်မက်ဆိုးကခုမှဆမှာပါ။ပျောက်ဆုံးနေတဲ့တင်မောနီယာကိုဆက်ရှာတဲ့အခါဝေလငါအုပ်ကြီးကိုကျောင်းဝန်တကြားဖပြေးတော့တာကိုတွေ့လိုက်ရပြီးပင်လယ်ကျမ်းမီတစ်ခုလုံးကြော့တက်လာသလိုခံစားလိုက်ရပါတယ်။ ရုတ်တရက်ဆိုသလိုပဲအမောင်တဲကနေကြီးမားတဲ့လက်တံကြီးတစ်ခုထွက်လာပြီးဝေလာငါးတကောင်ကိုရိုက်ချလိုက်တာကိုသူတို့မျက်စိရှိမှရင်မြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာဗစ်တော်ကဂျူလီယာကိုမြေပုံပြပြီးမြေမျက်နဲ့အခါဂျူလီယာကအမှန်ကိုဝန်ခံပါတယ်။သူမတို့ရဲ့ရေအောက်ဖောက်ခွဲမှုတွေကနှစ်တန်းချီအိပ်ပျော်နေတဲ့ဒနာရီလာအတန်ဂျေဘွဲဘလူးကြီးရဲ့အတိုက်ကိုသွားထိမ့်မိပြီးနှုတ်လိုက်သလိုဖြစ်သွားတာလို့အရှင်းပြပါတယ်။လူသားတွေရဲ့ဆန်းသမှုတစ်ခုကြောင့်နှစ်တန်းချီငြိမ်သက်နေတဲ့ဘလူးကြီးနှိုးထလာခဲ့ပါပြီ။ အဲ့ဒီအချိန်မှာပဲသူတို့တင်ကြတာရေနံတူးစင်တစ်ခုနားမှာခိုကပ်ဖို့စူးစမ်းပေမဲ့ကာလန်ကြီးကရေနံတူးစင်ရဲ့တန်တိုင်တွေကိုရှစ်ပတ်ပြီးစက်ကူရုပ်လို့ချိုးဖြတ်ခါရေအောက်ကိုဆွဲချဖြက်စီးလိုက်ပါတယ်ဗစ်တာတို့အဖွဲ့လည်းတော်ပီဒိုရင်းနဲ့ပြစ်ခတ်ပေမဲ့ဒီကောင်ကြီးကိုမနိုင်မဲ့တင်းမောပါမီးလောင်ပြီးပျက်စီးလူနေပါဖြစ်သွားခဲ့ပါတယ်ဗစ်တာကညံစင်ပြီးအတန်တိတ်စနစ်ကိုတုံးကကာကန်ကြီးထွက်သွားအောင်လုပ်နိုင်ခဲ့ပေမဲ့သူတို့ရဲ့မစ်ရှင်ကမပြီးသေးပါဘူးဂျူလီယာရဲ့အကူအညီနဲ့ကာကန်ကြီးကတားကောင်တွေကိုသူ့အသက်ရှိရာကိုဆဲယူသွားတတ်မှန်းသိလိုက်ရ ြပြီးအရင်သင်္ဘောပြန်ရှိမဲ့နေရာကိုလိုက်သွားခဲ့ကြပါတယ်ပင်လက်ကျမ်းမြင်ရဲ့အနောက်ဆိုင်သောနေရာတစ်ခုမှာတော့နှစ်ပေါင်းများစွာနှိမ့်ယုံနေတဲ့သင်္ဘောအပြည့်စီပေါင်းများစွာတင်းကျိုင်းတစ်ခုလိုတွေ့လိုက်ရပါတယ်အဲဒီမှာတာရဲ့အကိုဖြစ်သူရဲ့သင်္ဘောပါရှာတွေ့ခဲ့ပြီးကံကောင်းစွာနဲ့ပဲသူ့အကိုအလက်ဇန်းဒါနဲ့အဖွဲ့သားတို့အသက်ရှင်နေသေးတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ဝမ်းသာခြင်းတော့မရလိုက်ပါဘူး ဘလူးကြီးကပြန်ရောက်လာပြီးအပိသက်ချိန်မိုးတိုက်ခိုက်ပါတော့တယ်။ဒီကနဲ့အလက်ဇန္ဒားညီကိုနှစ်ယောက်ဟာဒီဘလူးကြီးကိုအမြင့်ပြတ်ချိန်မိုးမှုအဆုံးပြတ်လိုက်ကြပါတယ်။ကာကန်ကြီးကတင်မောကိုရိပ်ပတ်ပြီးချိန်မွားနေတဲ့အချိန်မှာပဲသူတို့နှစ်ယောက်ကမောမှာပါတဲ့အဖြတ်စွန်အပြင်အနက်ခလုတ်ကိုဂိုင်းတူနှိပ်လိုက်ပါတယ်။ ဒီမှာပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်လာပြီးအလင်းတန်းကြီးကရေခဲပြေကိုဖောက်ထွက်ခါကောင်းကင်ဘော်ထိရောက်သွားခဲ့သလိုကာကန်ကြီးလည်းအဆမကျန်ပောက်ကွဲသွားပါတော့တယ်။ညီကိုနှစ်ယောက်ကတော့နောက်ဆုံးစက္ကန့်မှာရင်ငုံရင်တေးသေးလေးနဲ့အချိန်မီလွတ်မြောက်လာခဲ့ကြပါတယ်။လူသားတွေရဲ့အမားကြောင့်노ထလာတဲ့ပေးစိုးကြီးကိုလူသားတွေရဲ့ဆွလို့အနစ်နာခံမှုနဲ့ပြန်လည်အဆုံးသတ်နိုင်ခဲ့ပါပြီ။ဇလန်လေးကတော့ဒါပါပဲရှင်။ကျေးဇူးများကြီးတင်ပါတယ်။